အားလုံးမင်္ဂလာပါเนาะကျွန်တော်စီကိုမုတ်စီကျော်လေးအဲကြောပြပေးပါလို့တောင်းဆိုထားတာတွေကြာပါပြီဒါမဲ့ကျွန်တော်ဒီနေ့တော့เนาะလက်တွေ့အကောင့်ထဲပေါ်ပြီးတော့မုတ်စီကျော်လေးကြောပြမှာပဲဖြစ်ပါတယ်အဲကျွန်တော်သုံးတဲ့အခါကကြတော့ဒီမှာလေမုတ်စီကျော်ကြောဖို့အဓိကကတော့ကောင်းချင်းမုတ်ပေါ့เนาะကောင်းချင်းမုတ်ဒီကောင်ဆိုလို့ရှိရင်တထုပ်ကိုအလေးချိန်ကတော့150 gram ပါပါတယ်နှစ်ထုပ်အသုံးပြုပါမယ်။ကောင်းကျင်းထုပ်ကိုနှစ်ထုပ်အသုံးပြုပြီးတော့နောက်တစ်ခါကျတော့စံစိမ့်မှု စံစိမ့်မှောင်ကကြတော့ကျွန်တော်တို့150ဂရမ်ရဲ့3ပုံတဘောအသုံးပြုပါမယ်။အဲနောက်တစ်ခုကကြတော့ဒီမှာထညက်အစိတ်သားအသုံးပြုပါမယ်။အဲအများကြီးလူအများစားနဲ့ကျွန်တော်တို့ကလုပ်မယ်ဆိုလို့ရှိရင်တော့အဲဘာပါနော်ကောင်းချင်းတပြည်ဆိုလို့ရှိရင်စံချမ်း2ပုံထည့်ပါတယ်။နောက်ထညက်ကကြတော့တပိတ်တာပေါ့နော်။ထညက်ကတော့ဟိုထဘိုးထညက်အစ်စ်ဖို့လိုပါတယ်နော်ထညက်စစ်ဖို့လေးလိုပါတယ်အဲတချို့တွေကကြတော့ဟိုအဖားကြီးပဲပေါ့နော် ဒီကောင်းချင်းမုံကြီးပဲလှုပ်လို့ရတယ်လို့ဟိုပြောကြတာကြီးလည်းရှိပါရဲ့ဒါပေမဲ့မရပါဘူးခင်ဗျာနော်ဒီကောင်းချင်းမုံကကြတော့လှုပ်လိုက်လို့ရှိရင်မုံနေရာဣတွဲပြီးတော့တစ်ချက်နဲ့တစ်ချက်နဲ့ခွာလို့လုံးဝအဆင်မပြေပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကစံချမ်းမုံကဘာကိုပါရပါတယ်နော်အဲ့ဒါလေးသုံးမယ်ဒါပထမဦးဆုံးနေ့နဲ့ကတော့ကျွန်တော်တို့ကဒီမှာနော်ထညက်ကလေးကိုစပြီးတော့ကြိုမယ်ပေါ့နော်ထညက်ကလေးစကြိုပါမယ် ဒီနေရာလေးမှာတချို့ကကြတော့ရေလေးကိုပါပါလေးနည်းနည်းလေးပဲထည့်တာတွေ့ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ကထင်းကျက်ရေနဲ့မုံနဲ့ဆက်လိုက်တဲ့အခါမှာကြတော့ထင်းကျက်ရေနဲ့တယ်ဆိုလို့ရှိရင်နောက်ထပ်ရေကျဲအေးလိုက်ရတာဖြစ်တဲ့အတွက်ကျွန်တော်ကကြတော့ရေကျဲအေးကိုမလိုက်တော့ဘဲနဲ့အာဒီမှာပဲထင်းကျက်ရေကျတဲ့အခါတခါတည်းပဲအပြီးရေထည့်လိုက်ပါမယ်။နော်ဒီကောင်နဲ့တစ်ခွက်။ဆက်ပြီးတော့ဒါလေးကိုကျွန်တော်တို့ကကျိုးပါမယ်။ ဆိုလို့ရှင်တော့ကျွန်တော်ထញက်ကြိုးထားတာလေးကပွက်လာပြီပေါ့နော်အဲအားလုံးကြည်ညက်သွားအောင်ကျွန်တော်ဒါလေးနဲ့မှုပေးပါမယ်ဟာရေတခါတဲ့အပီးထဲတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကြွက်မီတန်းအောင်စောင့်ရမလိုပါဘူးနော်ကျွန်တော်ဒီမှာထញက်အားလုံးလည်းအေးပြောသွားပြီနော်အခုလိုမျိုးပွက်ပွက်ဆူအောင်တဲထားတာလည်းတော်တော်ကြာသွားပြီဆိုတော့ကြာတော့ကျွန်တော်ဒီထင်းညက်ကြီးလေးကိုရေစစ်လေးနဲ့စစ်ပြီးတော့အေးခံပါမယ် ခုဆိုလို့ရှိရင်ထညက်ကြီးလေးအေးသွားပြီပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကမုတ်နှစ်ဆက်ပါတော့မယ် ောင်ကြီးမုံရောစံစိမ့်မုံလေးရောထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစားလေးတစ်စွန်းထည့်ပါမယ်နော်အဲ့ဒါလေးကိုပထမဆုံးတမသွားအောင်အခုလေးလေးမှုပါမယ်နေပြီးသွားရင်ကျွန်တော်တို့ကဒီထညက်ရည်ကိုလေတခါတည်းကြီးဟောဆိုအကုန်လုံးကိုလောင်းထက်မပစ်ဘူးနော်နည်း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 လေးနဲ့ထည့်ပြီးတော့နေသွားပါမယ် ကျွန်တော်ဓမျိုးလေးနဲနာနဲ့ထဲထဲမှာရှိနေတဲ့เนาะလုံးနေတဲ့အဆိုင်ခဲလေးတွေဆိုလဲတခါတဲ့လက်ကလေးနဲ့ခြေသွားတာပေါ့เนาะအခုဒါဆိုရင် ပြစ်သေးတယ်ပြစ်တဲ့အတွက်ကျွန်တော်ကခညက်ရေထပ်ရောရမှာပေါ့เนาะအောင်ဆိုပြစ်လွန်းလို့ရှိရင်လည်းမုံသားကြီးကထူပြစ်ပြစ်ကြီးဖြစ်သွားမယ် ကျဲလွန်းသွားလို့ရှိရင်လည်းမုံကပြတ်တက်ပါတယ်ကျွန်တော်ဒီတိုင်းဒါဆိုရင်တော့ရသွားပြီပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ဆက်ပြီးတော့ကြော်ပါတော့မယ် ဒီကျွန်တော်တို့ကြော်မဲ့အိုးကလည်းစီဝနေတဲ့အိုးဖြစ်ရပါမယ်။ဒီလိုအိုးမျိုးနဲ့မှတည်းမဟုတ်ဘူးနော်။အခြားဘယ်အိုးနဲ့ပဲကြော်ကြော်မမုတ်စီကြော်ဖြစ်ဖို့အဓိကပဲပေါ့နော်။နောက်တစ်ခုသတိထားရမှာကြတော့ကျွန်တော်တို့ကမီးကိုအရန်ကြီးများလို့မရပါဘူးခင်ဗျာ။ဒါစီလေးထည့်လိုက်တာပေါ့နော်။စီအရန်အကြက်ကြီးလည်းမဟုတ်ဘူးနော်။အဲ့ဒီအချိန်ကျမှကျွန်တော်တို့က ဒါကိုလိုချင်တဲ့ site ပမာဏလေးကိုကျွန်တော်ထည့်လိုက်ပါမယ်။ ဗမုတ်စီကျော်ကအကြက်မြန်ပါတယ်နော်အဲကျွန်တော်တို့ငငယ်တုန်းကတော့ဒီဘေးနားလေးတွေကလေအဲကျွတ်ကျွတ်မာမာလေးတွေဆိုရင်ကျွန်တော်တို့ကတော့အလိုမျိုးလေးတွေကြိုက်တာပေါ့နော်ဒါအခုကတော့ဤအတွက်တွေ့လေးနဲ့လောက်ရမှာပါနော် ။ရဲဒါဆိုရင်တော့ကျွန်တော်တခုရသွားပါပြီ။အဲအဲ့ဒါကိုစီကုံမှာကြောက်တယ်ဆိုရင်တော့ဒီလိုလေး။အဲနော်။အဲ့လိုလေးစီလေးကိုစစ်စစ်ပြီးတော့ကြတော့ကျွန်တော်တို့ဒီဘက်နော်မန်နေတဲ့ကိုထည့်လိုက်ပါမယ်။ တော်တို့ဒီလိုမျိုးလေးစီဘူးလေးလှမ်းပြီးတော့ပက်လိုက်တဲ့အခါမှာကြတော့လေဘေးအနားလေးတွေထန့်သွားပြီဆိုမှကျွန်တော်တို့ကပက်လို့ကောင်းတာနော်နှမလို့ဆိုလို့ရှိရင်ပြန်ကျဲသွားတတ်ပါတယ်ဒါတစ်ခါတည်းပြောပြပေးတာပါနော်လှမ်းတော့မယ်ဆိုလဲကျွန်တော်တို့ကချော့လှမ်းရတာပေါ့နော်အဲအဲ့လိုဖြည်းဖြည်းချင်း ဒါဆိုရင်ဆရာသွားပြီတစ်ဖက်ကိုလှန်လိုက်ပြီအဲရှယ်လေးပဲအဲဒါလေးလည်းဆယ်ပြီအဲဒီမှာကျွန်တော်စစ်စစ်လိုက်တယ်နော် ောက်ဆုံးအနေတွေပိုင်းထိုင်းသွားမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကမှုွေမှုပြီးတော့ထည့်ရပါမယ်နော်ကဲဒီလောက်ဆိုရင်တော့ကြော်တက်လိုက်မယ်လို့မျှော်လင့်မိပါတယ်ကဲနောက်ထပ်ဂျန်နယ်လေးတွေကျွန်တော်လည်းဆက်ကြော်လိုက်ပါအောင်မယ်နော် ကဲအခုဆိုလို့ရှိရင်တော့ဒီမှာနောက်ဆုံးပဲအဲ့နဲ့လွယ်ဒါလေးတစ်ချက်ဘာသူဘလောက်ကြီးကြီးထည့်ပလိုက်ပြီနော်ဒါအဓိကကတော့မီးမများပါစေနဲ့မီးများလို့ရှိရင်ကျွန်တော်တို့ကမုံလဲမလှတယ်လို့စီလဲကုန်ပါတယ်မီးအေးနဲ့သွားမယ်ဆိုလို့ရှိရင်စီကဘာမှမကုန်ပါဘူးခင်ဗျာ ကဲအခုဆိုလို့ရှိရင်တော့အားလုံးမျောလင့်တောင်းတနေကြတဲ့မုတ်စီကျော်ကျော်နီးလေးပြီးသွားပါပြီခင်ဗျာဒီမဲ့ကြီးကဘလောက်လှထားလဲဆိုတာကိုခဏနေစားပါတော့မယ်ခင်ဗျာအလုံးမစားကြပါဘူးရှင်ဟမ်စားကြပါအောင်ဆိုဘာကျွေးမှာဟမ်ဘာကျွေးမှာမုတ်စီကျော်ဟမ်မုတ်စီကျော်မုတ်စီကျော် ောင်းစီချော်နဲ့ရေမွေးလေးနဲ့နော်အချိုးစားမှန်မှန်လေးနဲ့ဆက်လိုက်တော့အခုဒီပုံစံနော်ဘာသောဣတဲ့ဟလာတွဲတယ်ဆိုတာကိုကျွန်တော်ဖျက်ပြပါမယ်မြင်ကြည့်နော် ပြန်ကျွန်တော်တို့ဒီလိုဘေးနားလေးရဲ့ကျွတ်ကျွတ်ကလေးကိုပို့ကြိုက်တယ်ဟာကျွန်တော်အချိန်မှကြာတော့မုတ်ချီကျော်ကိုအချိန်မီလေးဝယ်စားလို့ရတယ်အဲဒါပေမဲ့လို့ဟိုဟွာပေါ့ဟိုကျွန်တော်တို့ဒီကျော်ကြတယ်ပြုကြတယ်ဆိုတာကတော့ကျွန်တော်တို့ရှီမားကြတော့ဘာလို့ဆိုတော့ဝါဝင်ဝါအတွက်ပေါ့နော် ဲ့ဒီအချိန်ကျမှဒီကောင်ကိုအိမ်တိုင်းမှာကြော်ကြတယ်တင်ကြမြှောက်ကြရပါတော့ဟိုထုံးမုံလေးစားနေရတယ်လို့ပဲနော် ဖောက်လိုက်တာကွာတချို့နေရာတွေကတော့ဒီတဲကိုနှမ်းနေထက်စားရဲပေါ့နော်အုံနေထက်စားကြရရှိတယ်ကျွန်တော်တို့ကရိုးရိုးရှင်းရှင်းလေးနော်ဟိုအပြီးပဲဟွန်းကြက်ရက်ရက် ော့ရင်းနှီးနဲ့တားကြိုက်တာကျန်တဲ့ဟင်းတွေကကြီးများတာလေဟိုကြက်သွန်အနေနဲ့ထမင်းဖြူနဲ့ဆိုရင်ကိုသူကပြီးရ ော်ကြာကချင်းနဲ့ပြောအောင်မယ်ဆရာလက်လောက်ဆရာနော် ကဲနောက်ထပ်နောက်ထပ်မှာလည်းမြန်မာဟင်းချက်လက်ရာတွေရဲ့အခုလိုနော်မုံမျိုးစုံတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့တောင်းပြောကြည့်ခုပေးကြဖို့အားလုံးကိုပြောရင်းနဲ့ပဲကျွန်တော်တို့ဒီနှစ်ယောက်ကနေပြီးတော့နှုတ်ဆက်ပါတယ်ခင်ဗျာ